Yeah, it's all yeah, easy. ဒီမှာကျွန်တော်တို့ဒီဝက်ကလေးနိုင်တဲ့ခါကျရင်မလူအပ်လို့ရှိရင်အရန်မနိုင်ပါဘူးเนาะဝက်မတစ်ခါတလေကျရင်တအားညစ်နေပြီးတော့ဟိုနည်းနည်းခံနေတယ်ထင်တဲ့အချိန်ကျရင်ကျွန်တော်တို့ကုဝေးမယ်ဟိုတနေ့ကဒီဝက်မွေးတာလေးကိုတင်ပေးပါဆိုရဲညီကိုတွေအတွက်เนาะဖြစ်နိုင်ရင်ဒီဝက်ကကျွန်တော်တို့နိုင်တော့မယ်ဆိုရင်ဒါကျွန်တော်တို့လက်အိတ်အရှိသုံးတယ်เนาะဟိုတတ်နိုင်တဲ့လောက်လက်ကိုတန့်ရှင်းတက်ရအောင်ထားဒီလက်အိတ်ထဲကိုလက်မဆွတ်ခင်မှာဟိုကျွန်တော်တို့ဟန်းကျဲတော့မဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီစပရေးနဲ့တေချာဆေးမယ် လက်ကိုတေချာလေးလက်ကိုအနဂိုကလေးကတေချာတန့်ရှင်းအောင်ဆေးထားတယ်ဝက်ပေါက်လေးကင်မှုစပြီးတော့လုပ်ကြရရနော်အာဝက်ဒီအခုပေါက်လာပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့တေချာလေးဒီအချိအချွဲတွေတေချာတုပ်မယ်ဒီပါဇက်သေးတို့နရွက်သေးတို့နော်အဓိကအေးအေးပန်းနာအဲ့ဒါတွေကျွန်တော်တို့တေချာတုပ်တယ်ဘာဖြစ်အေးစစ်အချိန်ရပါတယ်နော်နှစ်ကောင်ဘူးသုံးကောင်ဘူးမွေးတယ်ဆိုတာကဟိုရှားပါတယ်ဗျတခါတလေကြမှန်းတာသူသူကနဲ့သူပုံမှန်ဆိုလို့ရှိရင်တကောင်ချင်းစီပုံမှန်လာတယ်အဲဝက်ကလေးတွေတေချာလောက်ပြီးလို့ရတယ်နော် ဟိုအချိန်ရအောင်လို့ပေကျွန်တော်ဒီကောက်ရိုးခင်းထားတယ်ဆိုတာတခြားမဟုတ်ပါဘူးအကြီးရွဲတွေပါတယ်ဒီနားလေးမှာတအားမပွားစီတက်စီခြင်းလို့နော်ဒီကောက်ရိုးခင်းပြီးတော့တေချာတက်တက်ရက်ထားတယ်ဝက်ကလေးကြိုင်မဲ့လူတွေကလက်ကိုတေချာတန့်ရှင်းထားတယ်စပ်ပြနဲ့လည်းတန့်ရှင်းစေးထားတယ်လို့ကျွန်တော်တို့ခုနပြောလို့ဒီစပရေးတွေပါနေလက်ကိုတေချာတန့်ရှင်းပြီးစေးထားတယ်အဓိကနှိုက်တာပဲနှိုက်တဲ့အခါမှာကျွန်တော်တို့ကဒီလက်အိတ်အရှိကိုသုံးတယ်နော်လက်ကိုစေးတယ်နှိုက်ရမယ်ဆိုတဲ့အခါကျလက်အိတ်အရှိကိုသုံးတယ်နော် တေချာလက်ကိုပြအောင်ဆေးတဲ့ဆေးပြီးလို့ရှိရင်ဒီစပရေးတွေပါရင်နဲ့တေချာအောင်စားလောက်တယ်လက်ကိုတေချာဆေးရဲ့ဆေးပြီးတော့မှလက်အိတ်ထဲကိုနှိုက်တယ်လက်အိတ်ထဲကိုနှိုက်ပြီးဒီလက်အိတ်အပေါ်မှာကျွန်တော်တို့ခြေသုံးရင်သုံးမယ်မသုံးလို့ရှိရင်ကျွန်တော်တို့ဒီဩဇာပေါ့နော်မတီခြေမသုံးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဟိုအဆင်ပြေတဲ့အပေါ့ကျွန်တော်တို့ဒီတချို့ကြောက်လည်းဟိုအုံးစီသုံးမလားပေါ့နော်ဟင်ဟိုပပလေးပပလေးလုံးနေနေအကျုံမပြောနေအောင်ဒီထဲကိုထဲဝက်ကိုဖုံးလို့ အဲအုံးစီပေါ့နော်သို့မဟုတ်လို့ရှိရင်ဩဇာပေါ့ဘာဘာချောစီနဲ့တခုခုပေါ့နော်ဘာကိုတုံးမလဲဆိုပြီးတော့ကျွန်တော်တို့ကဖြစ်လို့ရပါတယ်နော်တုံးလို့ရပါတယ်ဗျအကောင်းဆုံးကတော့ဒီတန်လွင်စီတို့ဘာတော့အဲ့လိုမျိုးပေါ့အုံးစီတို့ကတော့ကောင်းတယ်ဟိုစားအုံးစီတွေပါတယ်အဲ့လားတွေတိတ်ပြီးတော့မတုံးစီခြင်းဘူးပြီးရင်ကျွန်တော်စီမှာတော့ချက်ကျိုးကိုကျွန်တော်တို့ကငကိုကလေးက iodine နဲ့နော်ဒီကောင်နဲ့ဒီ iodine နဲ့ဒီကောင်နဲ့စိန်ထားတယ်ကျိုးကိုငကိုကလေးကစိန်ထားပြီးသား အဲ့ဒီကျိုးနဲ့ကျွန်တော်တို့ခြီးပေးလိုက်တယ်လူကျင်တလောက်အတိုင်းအတာကိုခြီးတယ်ခြီးပြီးတခါတည်းဖြတ်ပေးလိုက်တယ်နော်ဘာလို့ဆက်ပြီးတော့ဟိုဟာလောက်မနေတော့ဘူးဗျာနော်အကြာကြီးထားမနေတော့တခါတည်းခြီးပြီးတော့ဖြတ်ပေးလိုက်တယ်ခြီးပြီးဖြတ်ပြီးရနဲ့အာအိုတော့တခါတည်းကျွန်တော်တို့ကဒီစေးတခါတည်းဖြန်ပေးမယ်နော် နော်တခါတည်းကအလုပ်ပေးလိုက်တယ်အမလားပြီးရင်ပောင်ချိန်မယ်ဝက်ကလေးရဲ့အလေးချိန်မှတ်မယ်အအဓိကကဝက်ကလေးတွေပြန်မြအလေးချိန်ကျွန်တော်တို့သိကျင်တယ်ဒီဝက်မရဲ့မွေးဝက်ကောင်ယူကျွန်တော်တို့သိကျင်တယ် average bow weight ကိုသိကျင်တယ်ဒီဝက်ကလေးတွေရဲ့ weight down ကိုသိကျင်တယ်မျိုးထားမဲ့နေရာမှာအဲ့ဒါတွေကစကားပြောပါတယ်အမွေးစားကိုလေးချိန်တို့ပါတို့ကဝက်မျိုးတစ်ကောင်အတွက်ကိုဝက်တင်ကြည့်လို့မရပါကျွန်တော်တို့ကမွေးစားကိုလေးချိန်ကိုပြန်ကြည့်ရတယ်သူ့ရဲ့မွေးစားမှာကိုလေးချိန်ဘယ်လောက်ရှိလဲပေါ့နော်အဲ့ကောင်ဘယ်လောက်ရှိလဲ1ပေါ့ပါ 1.5ရှိတယ်ဒီကောင်ဆိုရင်နော်ရှေ့မှာပါတာဒီတစ်ခါဒီကောင်လည်းအကောင့်နေတော်တော်ထွားတယ်ဒါက USA land တွေဒီကောင်လည်း USA နဲ့ပါဖြစ်တဲ့ကောင်နေနော် USA L နဲ့ပေါက်တာပေါ့နော်ဟိုတနေ့တော့ကောင်မကတော့15ကောင်ပောက်သွားတယ်ပြီးထရိမကဟိုနေ့ညအဲဆိုကျွန်တော်ညမိုးချုပ်တော့ကျွန်တော်လည်းလိုက်မလွင့်ကျင်တော့ဘူး ဥစ္စာဖြစ်သွားလို့နော်နော်ဒီကောင်ပောက်ပြီးွားလို့ရှိရင်တချို့ကမေးရပောက်ပြီးဒီအဆက်တွေကြဟုတ်ကဲ့သူအကြီးအရွယ်ဆင်းမှာနော်ပောက်ပြီးလို့ရှိရင်သူအကြီးအရွယ်ဆင်းမှာပါနော် အာဒါတွေကပူစရာမလိုတချို့မွေးကစားဆိုအဲ့ဒါတွေကိုလန့်ပြီးပြောတာက2ရက်3ရက်လောက်ထိကဟိုကြာတတ်ပါတယ်မြင်များကြာပြီးမြင်များကောင်းအဲ့ဒါအကောင်းဆုံးပါပဲနော်ငါဒီကောင်မအပေါက်တော့မယ်နော်ဒီတမအပေါက်တော့မှာအဒီရကဒီဝက်ကိုနှိုက်တယ်နှိုက်တယ်ဒါကျွန်တော်အခုကျွန်တော်တို့ပြောတာလေဒီနောက်ကြောင့်အများရန်ပြောပါတယ်ဗျာဒီဟိုစလေကျွန်တော်တို့တက်တစ်ဆဝက်မွေးတဲ့လူတွေအတွက်ကိုပဲကျွန်တော်တို့ရည်ရွယ်တယ် ဟိုတချို့တိပြီးသားလူတွေအနေနဲ့ကတော့ဟိုကျွန်တော်တို့ထက်လည်းပူပြီးကျွမ်းကျင်တဲ့လူတွေရှိမယ်ဟိုတိပြီးသားလူတွေကိုပြန်လဲဆရာလောက်ချင်းမဟုတ်ဘူးဒါလေးတွေကျွန်တော်ကိုနားလဲပေးစီချင်ပါတယ်ကျွန်တော်တို့လုံးဝဩစာအတွေ့အကြုံမျိုးဝက်ဆမွေးပြီးသူများဝက်မွေးလို့သာလိုက်မွေးလဲရတယ်တကယ်တမ်းအတွေ့အကြုံမရှိတဲ့လူတွေအတွက်အဓိကဟိုကဖြစ်ပြီးမွေးပေးတာအော်တက်နိုင်တယ်လို့ကျွန်တော်တို့အကြီးအရွယ်ကျွန်တော်တို့ဒီချက်မှာတော့ဟိုတက်နိုင်တော့ရှင်းတယ်အဲ့ဒီအကြီးအရွယ်တွေဘာတွေအပေမခံဝက်မပေါင်ကြားတွေနော်ဟိုပောက်ပြီးရင်ပောက်လို့ရတဲ့ဝက်ကလေးတွေကို အမြဲတမ်းနံပါတ်ပေးထားတယ်နံပါတ်ပေးဘာလို့နံပါတ်ပေးထားရလဲဆိုတော့ကျွန်တော်တို့ note လက်တိုက်ထားတာတခါတည်း note ဦးရေရအောင်အမိတိုက်ထားပြီးသားနော်ဒီမပောက်ခင်ကလေးကနေကြိုပြီးတော့ဒီစပြီးတော့ရေမွာပောက်ပြီးွားဖြစ်ကလေးကနေစပြီးတော့အနွေးပေးကန်းနဲ့ကိုကျွန်တော်တို့ကအနွေးကြိုတင်ပြီးတော့လှုပ်ထားပေးရမယ်နော်ပြီးရင်ချထားပေးမယ်ဒါအမြဲတမ်းအဲ့လိုတောက်လျှောက်ကလှုပ်ပေးရမယ်နော်ပောက်ပြီးရင်အထီးမှခွဲရမယ်အထီးအမှစီအမှမသူရဲ့ကြာချိန်ကိုမှတ်ထားတယ်အကျန်ဒါတို့လေးလက်တာကျွန်တော်စီကဩ ဒီခြံအလုတ်ခြံဝန်းန်းလေးပေါ့အာသူတို့လှုပ်ထားတယ်ဒီမှာအချိန်ဒါအကြမ်းမြင့်သူတို့ရေးထားတာပေါ့နော်ဘယ်အချိန်မှာပေါက်တယ်၁၁၅မှတကောင်ပေါက်တယ်၁၂နာရီ၅မိနစ်မှ၁၁ဥစား45မှာတကောင်ပေါက်တယ်7 5မိနစ်တကောင်ပေါက်တယ်7 20တကောင်ပေါက်တယ်7 25 7 30 7 40 7 42เนาะ တူအပအတပောက်တာလေးလိုက်မှတ်တာအထီးပနကောင်အမပနကောင်နော်ပြီးကြလို့ရှိရင်ဘတ်ဝိတ်တွေဘလောက်ရှိရ1.5 1.7 1.2 1.8 1.1 1.7 1.8 1.9 1.10 1.11 1.12 1.13 1.14 1.15 1.16 1.17 1.18 1.19 1.20 1.21 1.22 1.23 1.24 1.25 1.26 1.27 1.28 1.29 1.30 1.31 1.32 1.33 1.34 1.35 1.36 1.37 1.38 1.39 1.40 1.41 1.42 1.43 1.44 1.45 1.46 1.47 1.48 1.49 1.50 1.51 1.52 1.53 1.54 1.55 1.56 1.57 1.58 1.59 1.60 1.61 1.62 1.63 1.64 1.65 1.66 1.67 1.68 1.69 1.70 1.71 1.72 1.73 1.74 1.75 1.76 1.77 1.78 1.79 1.80 1.81 1.82 1.83 1.84 1.85 1.86 1.87 1.88 1.89 1.90 1.91 1.92 1.93 1.94 1.95 1.96 1. နော်သူ့ရဲ့မွေးချိန်အစအဆုံးဘလောက်ကြာတယ်ဒီဘဝမှာနော်မှတ်တမ်းတာကွန်ပျူတာအကုန်ရှိပါတယ်ကျွန်တော်ပြန်ရှာမယ်ဆိုရင်ဒီဘဝမှာတကောင်ပေါက်တော့မယ်ဆိုလို့ရှိရင်ဒီကမွေးတော့မဲ့ဒီရောစာဝက်မွေးတောင်ဝန်ကန်လေးကသူ့ရုံးကိုသွားရတယ်ရုံးကိုသွားပြီးလို့ရှိရင်ဒီကနေပြီးတော့ print သွားထုတ်လာတယ်ဒီဘဝမှာရဲ့အရင်အရင်တမိုင်းမွေးချိန်ဘလောက်ကြာတယ်သူ့ရဲ့မွေးတဲ့နိုင်ဘလောက်ရှိတယ်ဆိုတာရှေးဟာနဲ့လိုက်တူတယ်လို့ဆိုလိုချင်တာလားဆိုမဟုတ်ဘူးဗျ ကျွန်တော်တို့များသောအပြည့်အတူတဲ့သူရဲ့အတွမ်းမှာသူဘာလေးဖြစ်တတ်တယ်သူရဲ့အားနေချက်ဘာရှိလဲသူပောက်ပြီးရေမွာပောက်ပြီးလို့ရှိရင်ဘယ်လောက်ကြာတတ်လဲတစ်ချိန်နဲ့တစ်ချိန်ဘယ်လောက်ကွာဟာမှုရှိလဲဆိုလို့ရှိရင်နောက်ချိန်တွေမှာလိုက်ပြီးမှန်းလို့ရပါတယ်ဒီဝမရဲ့ history ကိုတည်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဝမဒီအောင်ပြင်ပြဆွဲထုတ်လာတာပေါ့သူပောက်တော့မယ်ဆိုရင်သူရဲ့ history လေးကိုပြန်ဆွဲထုတ်လာတာပေါ့နော်ရှေ့မှာလည်းကတ်နဲ့ရေးထားတာရှိပါတယ်ဒါပေမဲ့ဒီကွန်ပျူတာထဲမှာထည့်ထားတဲ့ data ထဲမှာတော့သူရဲ့ history အစုံရှိတာပေါ့နော် တဘောတကူကနှုတ်ပေးပြအရင်တသားမှနှုတ်ပေးညံ့တာလားပေါ့နှုတ်ပေးကောင်းလားပေါ့ဘလို့နေထားရှိလဲတားခွဲတဲ့ချိန်မှာအကောင်ကြီးဘလောက်ပဲတင်ထားလဲပေါ့ပောက်ထားတာ၁၀កောင်ပောက်တဲ့တားခွဲတဲ့ချိန်မှာ၄កောင်ပဲတင်နေဆိုရင်ဒီတစ်ခေါက်သူ့ကိုဘလို့ဂယူးဆိုင်မလဲပေါ့အဲသူကဘာဖြစ်လာလို့အဲ့လိုတင်တာလဲပေါ့ဒီတစ်ခေါက်မှလည်းအဲ့လိုပဲကြံ့တာလားပေါ့ဒါတွေကဟိုကျွန်တော်တို့ကတောက်လျှောက်မှတ်တမ်းထားတာပေါ့နော်ဟိုတစ်ကောင်နှစ်ကောင်နဲ့မွေးတဲ့လူနဲ့ကျွန်တော်တို့နဲ့ကြတော့မတူတော့ဘူးဗျနော်အကုန်လုံးကိုအဲ့ဒီမှတ်တမ်းတွေမှာထည့်မထားလို့ရှိရင် ဟိုရေရှည်ဘာမှလုပ်လို့မရဘူးကျွန်တော်ကလည်းအခုပြောပြရဲဆိုတာကိုကျွမ်းကျင်ခြင်းမကျွမ်းကျင်ခြင်းဘာခြင်းအဲ့ဒီလိုမျိုးကြောင့်ဆရာကြခြင်းအဲ့ဒါတွေကိုပြောတာမဟုတ်ဘူးကျွန်တော်တို့တဏိုင်မွေးသမားတွေတစင်းစင်းရနေပြီးတော့ကျွန်တော်တို့တွေကျွန်တော်တို့လိုမျိုးဟိုတဏိုင်စီးပွားရေးလေးတွေလောက်လာတဲ့အခါကျလို့ရှိရင်ဒါလေးတွေကအရေးကြီးလိုအပ်လာတယ်ကျွန်တော်တို့ပြောတဲ့ဟာလေးတွေကျွန်တော်တို့တင်ပြတဲ့ဟာလေးတွေကတစ်ချိန်ချိန်မှာထောင်းတနေရာနေပြီးတော့အတုံးဝင်သွားတယ်ဒီနီးစနစ်လေးတွေကအတုံးဝင်သွားတယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်တန်ဖိုးရှိတယ် ဒီသဘောတရားအရာကိုကျွန်တော်အများအတန်းပြောပြတာဟိုကျွန်တော်တို့စီမှာဒီဟာလေးတွေကျွန်တော်တို့ကပြောပြလို့ကိုယ့်ရဲ့ဤပညာသူများထဲပါဝါတာတို့ဟာဘာလို့မဟုတ်ပါဘူးဗျဒါတွေကအလွယ်တကူလေးတွေပါပဲဗျနော်အရန်ခက်ခဲတဲ့အလုပ်တွေမဟုတ်ပါဘူး အဒီကတော့စမွေးမဲ့လို့လောပြီးတော့မနိုင်ပါနဲ့တကောင်နဲ့တကောင်မှနိုင်ရှိတယ်ကျွန်တော်တို့ဒီ15မိနစ်မိနစ်20နော်အဲ့ဒီအချိန်ထိကိုကျွန်တော်ဘာမှမလုပ်ဘူးနော်ဒါပေမဲ့နိုင်ကကြော်ကြော်ဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်အခြေအနေကိုကြည့်တယ်အောက်ဆီတိုဆင်လေးပေးတင်သလားသူပောက်တဲ့အကောင်ရည်ကိုကြည့်တယ်အကောင်ရည်ဘယ်နှကောင်ရှိပြီလဲ9ကောင်10ကောင်ဆို9ကောင်10ကောင်ဖြစ်လာတဲ့အချိန်မှာ तू ကကြလာပြီလားညအားလေးကြလာပြီလားညအားကြလာတဲ့ဆိုရင်အောက်ဆီတိုဆင်လေးပပလေးထပ်ပေးမယ်ပေါ့နော်မကြလာဘူးဆိုမလိုအပ်ဘူးဆိုရင်မပေးဘူးပေါ့နော် ဟိုပြီးလို့ရှိရင်ဒီသူ့ရဲ့ဒီမွေးအောက်လှုပ်ဆော်ပေးဖို့ရအတွက်ကျွန်တော်တို့ကပုတ်ကမဲ့နေရာတွေရှိတယ်နော်လိုအပ်လို့ရှိရင်ဒီနို့အုံနှလုံးကြားတွေကနေပြီးတော့နော်ဒီနို့အုံနှလုံးကြားတွေကနေပြီးတော့ပုတ်ပေးရမယ်နော်လက်ကဟိုဒီကင်မဲ့လက်ကတတ်ရှင်းဖို့လိုမယ်နို့ဒီနှလုံးကြားနို့ရန်နှလုံးကြားတွေကနေပြီးတော့ပုတ်ပေးရမယ်ဟိုသူ့မွေးခြင်းနဲ့စိတ်ကိုလှုပ်ဆော်ပေးတာပေါ့နော် ပုတ်ပြီးတော့အဲ့နိုဒီနှလုံးကြားထဲကနေပြီးတော့ပုတ်ဆွဲလာမယ်ပေါင်ရင်းသားရောက်တဲ့အခါအပေါ်လေးကိုတွန်းတင်ပေးရမယ်နော်နိုးနှလုံးကြားထဲကနေပုတ်ဆွဲလာမယ်ပေါင်ရင်းသားရောက်တဲ့အခါတွန်းတင်ပေးမယ်အကယ်၍ဝက်ကဖယ်နာလောက်ရောက်နေပြီလဲဝက်ကိုနှိုက်တယ်ဆိုရင်လက်တဆုံကြီးပိတ်နှိုက်ပြစ်တာမဟုတ်ဘူးကျွန်တော်တို့စမ်းကြည့်လိုက်တဲ့အနေအထားတစ်ခုရဒီညက်ရိုးနာလေးမှလာတက်နေပြီလားတက်နေတဲ့စိုက်နေတဲ့အနေအထားကတော်တော်ညှစ်လို့ထွက်မှာလားနော်အချိန်အချိန်အရန်ကြာလာရင်ပေါ့တော်သူညှစ်လို့ထွက်နိုင်တာအချိန်ကတော်တော်ကြာနေပြီညှစ်နေရအစစ်မပြစ်သေးဘူးဆိုခုနကလူလေးတစ်ချက်လေးကုဝေးလိုက်တယ်ဗျ။ အာဒါဒီဒီသဘောတရားလေးเนาะဟောအတဒါလေးတွေလိုပါတယ်အဝါနာရောက်နေပြီကိုမြင်နေမြင်မြင်ရက်ကြီးနဲ့ထိုင်ကြည့်နေစရာမလိုပါဘူးအတာလေးကုဘေးဆွဲပြီးပါအဝါနာရောက်လာပြီဆိုเนาะဝမကြီးအတွက်တတ်တာတာပေါ့ဟိုအရန်နင်းပြပြီးတော့လောပြီးတော့လှုပ်စရာမလိုဘူးရေမွာပေါက်မယ်နံပါတ်1တစ်ချက်ရေမွာပေါက်မယ်ရေမွာပေါက်ပြီးတဲ့အချိန်မှာအော်15မိနစ်မိနစ်20မလောပါနဲ့ရေမွာပေါက်ပြီးမကြသေးဘူးလို့တချို့ကအရေကြတန်းထွက်တယ်တချို့ကအရေကြပြီးထွက်ချင်မှထွက်တယ် မထွက်ဘူးကြာနေသေးတယ်ခံနေသေးရဲ့အဲ့ချိန်မှာနိုင်ဝက်တနာကြီးပြဿနာမရှိဘူးရေမွာစားပေါက်ကစားမှာအဲ့လောက်နိုင်ဝက်တနာကြီးပြဿနာဒါပေမဲ့တနာကြီးကြော်လာကြီးဆိုလို့ရှိရင်တော့နည်းနည်းလေးအန္တရာယ်ရှိတယ်တနာကြီးကြော်အနည်းနည်းအန္တရာယ်ရှိတယ်ဆိုတာအချိန်ကြာလာရင်တော့မကောင်းဘူးအဲ့လောက်ဆိုရင်ကိုစပြီးစမ်းကြည့်ရတော့မယ်ဘလို့နေထားရှိလဲပေါ့နော်နိုင်ဝက်လောက်ထိရတော့စိတ်ပူစရာမလိုဘူးကျွန်တော်ဘယ်တော့မှနိုင်ဝက်45မိနစ်အောက်မှာ45မိနစ်တနာကြီးအောက်မှာဘယ်တော့မှမနိုင်ဘူး ဒါတဏှာကြီးလောက်ဖြစ်လာပြီဆိုလို့ရှိရင်ကိုစမ်းကြည့်တယ်ခောက်နေတာလားအဲ့လိုမျိုးဖြစ်သမျှကလည်းရေမွာပောက်ပြီးတဏှာကြီးလောက်နေမှဒီဒီမထွက်တဲ့ဝက်မှတော်တော်များများကလည်းအသေးပိတ်ရှင်ပိတ်တယ်အသေးမပိတ်လို့ရှိရင်အချင်းဆွတ်တယ်အချင်းမဆွတ်လို့ရှိရင်ဝက်ကခောက်နေတယ်နော်ဘကခောက်နေတာများသောအားဖြင့်ဖြစ်တတ်တဲ့သဘောကိုပြောတာเนาะတော်တော်များများအဲ့လိုပဲမဖြစ်ဝက်မတမ်းမှဖြစ်တဲ့အတွက်ကြောင့်ညှက်ရိုးချင်းပြီးတစ်နေတယ်ညှက်ရိုးမှာเนาะဒီဟာလေးတွေအများဆုံးဖြစ်တတ်တာဖြစ်တတ်တဲ့သဘာဝကအဲ့ဒါလေးတွေပဲဟိုအများဆုံးဖြစ်တတ်တာအဲ့ဒါပဲเนาะ ဟိုကျွန်တော်တို့ကဝက်မှာမှတ်သားထားလို့ရှိရင်များများဆဆမရှိပါဘူးเนาะအခုလက်ရှိကတော့ပောက်တယ်အခုလက်ရှိကဘယ်နှကောင်ပောက်ထားပြီလဲဆိုရင်တကောင်၂ကောင်၃ကောင်၄ကောင်เนาะအဲ၅ကောင်၆ကောင်8ကောင်10ကောင်9ကောင်ရှိပြီเนาะ9ကောင်အချင်းရတော့မကြသေးဘူးเนาะအချင်းမလိုက်သေးဘူး အဓိကအပြင်းအားမှချိန်ခွင်းเนาะကျွန်တော်ဥစ္စာလေးပေါင်ချိန်ဆက်လေးထားနိုင်ရင်ကောင်းတယ်ကိုယ့်ဝက်ကလေးတွေမွေးလာပြီးတဲ့အခါမှာဘလောက်ဟာဖြစ်တယ်လဲပေါ့เนาะအလေးချိန်ဘလောက်ရှိတယ်လဲပေါ့ဘလောက်လေးတွေမွေးတာလဲပေါ့သူရဲ့ standard ကတော့1.3လို့သတ်မှတ်ထားတာเนาะ1.3အထက်ဆိုလို့ရှိရင် OK ရယ်လို့ပြောတာဒါမဲ့ဟိုတစ်ခါတလေကြာလို့ရှိရင်လည်းဒီ out ထက်ရော့နေတာလေးတွေတွေ့ရတယ်ဒါမဲ့0.8 out ဆိုလို့ရှိရင်ကျွန်တော်တော်တော် view ဆောက်ရတယ်0.8ရဲ့ out ကိုရောက်သွားပြီဆိုလို့ရှိရင်တည်ဖို့များတယ်เนาะ တည်ဖို့များတယ် point 8ထိကအသက်ရှင်နိုင်တယ်ဂယူးဆိုင်မှုနည်းနည်းလေးပူပေးရတယ်1.3ဆိုရင်တော့ standard ပါသူမွေးတဲ့ဟာ1.3အလေးချိန်မွေးလာတဲ့အလေးချိန်က1.3ဆိုလို့ရှိရင်ဒါစံချိန်မီတယ်1.3အထက်ဆိုရင် good ပေါ့နော်1.3 1.5ဆိုရင်စံချိန်မီရ1.8 1.9ဆိုလို့ရှိရင်ဒါတော်တော်လေးအကောင့်ကြီးတယ်ဒါပေမဲ့စထွက်လာတဲ့ကလေးက1.8 ไอ้1.9มาดามาဖြစ်နေတယ်ဆိုလို့ရှိရင်ဒုက္ခရောက်တော့မယ်တေချာကြည့်တော့เนาะဒုက္ခရောက်တော့မယ်ဆိုရင်အများသောအဖြစ်ကအဲ့ဒီပြဿနာတက်တယ်မာမကလေးကလေးအရန်ထွားသွားလို့ရှိရင်အဲ့မှာနှိုက်ရတော့မယ်တောက်လျှောက်တော်တော်များများအဲ့ပြဿနာဖြစ်တတ်တယ်ဒါပေမဲ့အကုန်လုံးကိုမဆိုလို့ဘူးเนาะကျွန်တော်ပြောချင်တာဖြစ်နိုင်ကြီးကိုပြောတာမာမကလေးစမွေးလာတဲ့ချိန်မှာအကောင့်ကြီးကြီးမွေးပြီပထမဆုံးထွက်လာတဲ့အခါ1.6 1.7ဆိုနောက်ကောင်တွေ1.8 1.9 2kg အဲ့မှာဖြတ်ထုတ်ရတာတို့ဆွဲလို့မထွက်တာတို့ အဲ့ဒီပြဿနာတွေအများအမ်းကြုံရတယ်မရမ်းမတွေမှာအဲ့ဒါရှိတယ်နော်အဲအိမ်မတန်လေးတွေကလည်းကိုမှတ်ထားမှဒီဝက်အိုမတွေမှာတော့တိတ်ပြဿနာမရှိဘူးဝက်အိုမတွေမှာသူတို့ကထွက်နိုင်တယ်နော်ဟိုကုဘေးရရင်လည်းလူကုဘေးရလို့ရှိရင်လည်းနည်းနည်းပဲနော်အဲကြောတိထားဖို့က0.8ထက်အောက်ကျလို့ရှိရင်ကျွန်တော်တို့ဒီမျိုးချက်တွေမှာဆို0.8ရဲ့အောက်ကိုကျပြီးမွေးလာတဲ့ကောင်ဆိုလို့ရှိရင်ပယ်တယ် အဲ့ဒါကျွန်တော်တို့ကပဲကောင်ကျွန်တော်တို့အနေနဲ့ပြန်မထားဦးမျိုးကိုနော် point 8ထက်နည်းတယ်တက်သူကြီးလာလို့ဘလောက်ပဲလာလာလာရင်လာမလာရင်နေနော်တဲ့ကိုအထွားဆုံးကိုဒီမွဲအထွားဆုံးဖြစ်တဲ့노တိုင်းကြီးတဲ့အရာအလုံးဖြစ်တာတဲ့ကြီးလာတဲ့အချိန်မှာဟို website ကတိတ်မကြောက်ဘူးဒါပေမဲ့ကျွန်တော်တို့မျိုးဝတ်မှဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အကောင်မမျိုးစိ노တိုင်းကြီးတဲ့ခွာခင်းကြမှန်တယ်နော်အဲ့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကကြီးလာတဲ့အချိန်က site တအားမထွက်ချင်နေပြီးစိမျိုးပြန်ထားရတယ်နော် အကြောအလုံးအဓိကပြောချင်တာကျွန်တော်တို့ကဒီ web play တွေပေါ့နော်ဟိုကောင်ဟိုကောင်လေးတွေဒီရောက်တော့ဟိုကလောက်ပေးလိုက်ပါအောင်ချပေးလိုက်ပါအောင် ဒီတအောက်ကတော့နည်းနည်းတိုင်ပတ်သွားတယ်အကောင်ကြီးများသွားလို့ Okay အဓိကကမွေးတဲ့အချိန်ကျရင်လိုအပ်တဲ့ပစ္စည်းကပါလဲဆိုတော့အနှွေးပေးထားရမယ်နောက်ဆုံးကျွန်တော်ပြောပြမယ်ဒီဝတ္တရမီဒီကျွန်တော်တို့ဒီမီဒီမသုံးလံတချို့နေရာတွေမှာဆိုလဲဝတ္တရလေးတော့ထားပါ ဝက်တရလေးမထားနိုင်လို့ရှိရင်မီးလေးဖို့ထားပါမီးလေးဖို့ပြီးတော့ဝက်ကလေးတွေအပူမထီအောင်လို့နော်အပူမထီအောင်မီးအောက်ကနေနွေအစအပူလေးရအောင်တော့လှုပ်ထားပေးစီခြင်းနဲ့ဟိုနွေရာသီမှာအရင်မလိုအပ်ဖြစ်မဲ့အခုလိုစောင်းတွင်းတို့မိုးတွင်းတို့ကြရင်